ဂျေရှောဘန်ကတော့သူ့ကိုအထင်မကြီးပေးနဲ့သူနဲ့တော့ပွဲမထိုးကျင်သေးဘူးလို့ပြောလာတယ်။ရန်နာရိုဘာကိုပညာသားပပပါပြောလာခဲ့ပြီလေဖြစ်ပါတယ်။ရန်နာရိုဘာကတော့မနီကိတ်နဲ့ပွဲပြတ်သွားတော့တဲ့ကျွန်တော်ကထိတ်တန့်ကစားသမားတွေနဲ့ပဲထိုးကျင်ခဲ့တာဂျေရှောဘန်နဲ့မဟုတ်ပါဘူးတဲ့။ဒီလိုပြောလို့ဂျေရှောဘန်ကိုအထင်သေးလို့ပြောတာမဟုတ်ဘူး။ကျွန်တော်ကလေဂျေရှွာဘိုင်းရဲ့ဖန်အကြီးစားပဲဖြစ်ပါတယ်။ဘာညာပြောသွားတာဖြစ်တယ်။အမှန်တကယ်မှာတော့ သူပြောချင်တာကဂျက်ရှော်ဘန်ကသူ့ရဲ့ level မဟုတ်ဘူးဒါကြောင့်မလို့သူ့အနေနဲ့သူနဲ့ level 2 fighter မျိုးမဟုတ်ရင်တော့သူ့ထက်အဆင့်မြင့်တဲ့ fighter တွေနဲ့ပဲထူးချင်ကြောင်းကို Brandon Rover ကတနေ့ကအင်တာဗျူးမှာပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ဒီတက်ကကြတော့သူအခု lead ချင်းနေတဲ့သူတွေကတကယ့်ကိုမှကဘာပေါ်မှာအဆင့်မြင့်ပါတယ်ဆိုရဲ boxing ဆရာကြီးတွေနေပဲ lead ချင်းပြင်ဆင်နေတဲ့အကြောင်း Joshua Van လို့ Barmy Barre ကျွမ်းကျင်လာတဲ့ boxing သမားတွေကိုဘယ်လိုမျိုးသူအနေနဲ့ဖြိုးရမလဲဆိုတာကိုသိတဲ့အကြောင်းကို Brandon Rober ကဒေးဗေပြောသွားခဲ့တာပဲဖြစ်ပါတယ်။ Joshua Ban ကအခုနောက်ဆုံးခဏပွဲဆက်တိုက်ရလာကောင်းတယ်ဆိုပေမဲ့လေ သူထိုးခဲ့ပြီးတော့အနိုင်ရတဲ့ fighter တွေက power ဘိုင်းကိုပဲအားပြုပြီးတော့ကစားခဲ့တဲ့ fighter တွေဖြစ်တယ်။ကျွန်တော်ကတော့အဆုံးရတယ်ပေါ့ဗျာ။တက်ကွက်စုံတဲ့ fighter ဖြစ်တာမို့လို့ Joshua Ban အနေနဲ့သူ့ကိုဘယ်လိုမှကြော်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ ဂျက်ရှွာဘန်ကသူ့ရဲ့ level သူမဟုတ်ဘူးဆိုပြီးတော့ Brandon Rover ကပြောသွားတာပဲဖြစ်ပါတယ်เนาะ UFC မှာရှိတဲ့ flying weight တန်းက fighter တွေတိုင်းကသူနဲ့ထိုးပြီးတော့เนาะနာမည်ကောင်းနေချင်းချားတွေ Ascend this rate နေရာမျိုးက fighter တိုင်းမဲ့တဲ့အိမ်မဲ့ပဲလေဂျက်ရှွာဘန်လေးလိုချင်မှာပေါ့သူ့အနေနဲ့ဒါချောင်းမလို့ပွဲပြီးတာနဲ့တော့ကျွန်တော်နေထိုးဖို့အတွက်လက်ခံလိုက်တာဖြစ်တယ်ဆိုပြီးတော့ Brandon Rover ကသုံးသပ်သွားတာပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဂျက်ရှွာဘန်ကတော့ Brandon Rover ဘက်ကဘာပဲပြောပြောလေးလေးဆဆားပါပဲ ယေရှုဘန်ကတော့ပြောပါတယ်သူအနေနဲ့အခုလိုမျိုးဘွဲမတိုင်ခင်မှာဟိုဟာဖြစ်မယ်ဒီဟာဖြစ်မယ်ပြောတာတက်ဘွဲအတွင်းမှာမလုပ်နိုင်တယ်လဲဆိုတာကဘူမူပြီးတော့အရေးကြီးကြောင်းနေသူအနေနဲ့ Brandon Rober ကိုအနိုင်ယူပြီးတော့ဒီနေ့အတွင်းမှာပဲ Champion ကပတ်ကိုစိန်ခေါ်မှာဖြစ်ကြောင်းယေရှုဘန်ကတည်းပဲပြောသွားခဲ့တာပဲဖြစ်ပါတယ်ပြီးတော့ယေရှုဘန်ကပြောပါတယ်ပြီးတော့ယေရှုဘန်ကပြောပါသေးတယ်ဒီဘွဲကအချင်းပြန်ရမယ်ဘွဲမဟုတ်ဘူးတဲ့ဗျာအုံနောက်ချင်းပြန်ရမယ်ဘွဲဖြစ်တယ်တဲ့ဗျာ ီးတော့ပြည်သက်တဲ့အချင်းလွဲနေကြသလိုမျိုးဒီပွဲကရှုံရှုံနိုင်နိုင်ဂျက်ရှွာဘန်အထွတ်အကျိုးရှိလို့နော်အကျိုးမရုပ်လို့ဂျက်ရှွာဘန်ကထိုးတာဆိုတာမျိုးမဟုတ်ပေနဲ့ဒီပွဲကိုနိုင်ကိုနိုင်နိုင်လို့ဂျက်ရှွာဘန်ကထိုးတာဖြစ်ကြောင်းပြည်သက်တွေကိုလည်းဂျက်ရှွာဘန်ကရှင်းပြထားတာကိုလည်းတွေ့ရပါတယ်ဗျာဂျက်ရှွာဘန်အနိုင်ရမယ်လို့ကျွန်တော်မြန်မာပြည်သက်တွေအပြည့်အဝယုံကြည်တယ်ဂျက်ရှွာဘန်ရဲ့နောက်မှာသန်းနေချီတဲ့မြန်မာပြည်သက်တွေအများအားအဆင်သင့်ရှိနေပါတယ်အားပေးဖို့အဆင်သင့်ပါပဲနော် ဒီပွဲကိုကြည့်ရဖို့ကျွန်တော်ဒီနေ့မှာဆိုရင်တော့ကိုယ့်ရဲ့ဘဲချမ်းမာတော်ရရန်ကိုရင်ခုန်နေပါပြီဗျာ